အားလုံးပဲမင်္ဂလာပါခင်ဗျာနန်းတစေ YouTube channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်ဖတ်ပြခြင်းနဲ့ဝတ္ထုတိုးလျတော့အာကာခက်ပိုင်ရဲ့မိအပြုံးလေးကအပြာရောင်စမ်းချောင်းလေးထက်ပိုအေးချမ်းတယ်ဆိုတဲ့ဝတ္ထုတိုးပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူအဆုံးအထိဆက်လက်အားပေးနှင်ကြပါအောင်ခင်ဗျာမိအပြုံးလေးကအပြာရောင်စမ်းချောင်းလေးထက်ပိုအေးချမ်းတယ် ေဟာနဲ့တခုတည်းသို့ဆွဲပြက်ခံရသူတယောက်ပမာရင်ထဲမှာဘာမှမရှိတော့သလိုဟာကနေခံစားလိုက်ရသည်ပြန်လဲငင်းဆန်ဖို့စ조사ကြည့်ပါတော့လဲပါဇက်ကအာဆေးထဲထားသလိုစကလုံးတို့ပွင့်ရမလားခဲအတိတ်ပဲမျိုးမျိုးဖြင့်ဝိုင်းကြည့်နေကြသည့်လူအုပ်ကြီးတချို့ကအံ့ဩမှုကြောင့်စုတ်တက်တက်တချို့က မဖြစ်နိုင်ဘူးဆိုသည့်သဘောဖြင့်ခေါင်းတရမ်းရန်တချို့ကယုံမုန်းစရာအဖြစ်တချို့ကတချို့ကစုပြုံကြရောက်လာသည့်မြေဝန်းများကိုရင်မဆိုင်ရဲတော့သလိုရှစ်စိတ်၊နာကြီးစိတ်၊ဝမ်းနေစိတ်အားငယ်စိတ်တို့နဲ့အတူ အသားတွေတဆက်ဆက်တုံရင်လာသည်ခန္ဓာကိုယ်ပေါ်သို့လေးပင်သည့်အရာဝတ္ထုတစ်ခုနှင့်ဖိထားသလို ခံစားနေရပြီးအသက်ရှူမဝတော့ပဲ မောဟိုက်လာသည်အသက်ရှူနှုံးတို့မြန်ဆန်လာသည်ပင်ပန်းနွမ်းနယ်လာသည်ဒါမဟုတ်ဘူးဒါအိမ်မဲဟု အသည့်စိတ်ကနှိုးဆွချိန်မှာကျွန်တော်တကူလုံးချွေးစေတို့ဖြင့်စေကတ်နေပြီအာကောင်တွေခြောက်ကတ်နေပြီဖြတ်ခနဲသတိရမိသည်ကကျွန်တော်တိတ်ချေရသောမေ ်မိကဘွယ်လုံကိုဘာလို့ဆာဂျရီဖြေကျင်တာလဲမိကကျွန်တော်အမေကိုချက်ချင်းမဖြေသေးပဲရွှေဘုံပွင့်တောင်ပေါ်မှလှမ်းမြင်နေရသည့်တောင်ကြီးမြို့ကို ငေးမောနေသည်အထက်စီးမှလှမ်းမြင်နေရသည့်တောင်ကြီးမြို့ကမြို့ကိုယ်တွေကြားမှာမုံဝါဝါပြီးမှတက်ပြင်းရှည်ချရင်ကျွန်တော်ဘက်ကိုမျက်နှာမူလာသည်အဲ့ဒီဖြေကိုပေးမယ်ဆိုရင်မိကို အတားကြီးတဲ့မိန်းမလို့ဆွဆွဲမလားကိုကျွန်တော်ချက်ချင်းမဖြစ်မိသေးပဲမိမျက်နာကိုစောင်းငယ်ကြည့်လိုက်သည်ပြက်သားရရင်သည့်ဟန်ပန်တွေကမိမျက်နာပေါ်မှာအထင်းသာမိဆန်ွယ်လေးတွေကလေတိုးဝေးလိုက်တိုင်းလွင့်မျောနေသည်မိကစပင်းအရှိမထားပဲစပင်းတိုးတိုးလေးတွေပဲထားသည်လေခုတခါတော့ကမိကိုအဲ့ဒီစပင်းကိစ္စနဲ့ပတ်သက်ပြီးပြောဖူးသည် မိကလည်းကွာမိမတို့ပုံစတုံးနဲ့စပင်ရှည်ထားစမှာလားဟုမိဆန်ွယ်လေးတွေကို ပတ်သက်ရင်ဆိုတော့မိအဖြစ်ကြောင့်ကျွန်တော်မှအံ့ဩသွားရသည်ခေါင်းကတွေးခေါ်ရထားလိုက်စမ်းမှာမိမဆိုတာစပင်ရှည်ထားရမယ်လို့ဘသူပြောလဲကိုကလည်းကွာမိစပင်အတူထားတာကိုလိုက်မချုပ်ချင်နဲ့မိမကြိုက်ဘူးကိုပဲစဉ်းစားကြည့်လူနာတွေကိုစမ်းတက်နေရင် ဒီစပင်တွေကတားဟရှုပ်တာပဲမေကစိတ်ရှုပ်ဟန်နဲ့စပင်တွေကို လက်နဲ့ထိုးဖွာရင်ဆိုသည်မေကဘတော်မှစိတ်ရှိတတ်သူမှုံမှန်မေနဲ့ရီးစားတတန်းကြာလာလေလေ ပိုတိလာရသည် စကားပြောရင်လဲဖွဲ့နယ်မပြောတမ်းခတ်တဲ့တဲ့ခက်ပြက်ပြက်ပြောတတ်ဒီကမေပင်ကိုစရိုက်ပင်မဟုတ်လားပြောစမ်းမာလာမေရေကိုကြားချင်လို့ပါ ကျွန်တော်စကားကြတော့မိကတန်တိုင်းကိုကင်ပြီးခဟဟလေးရဲမောနေသည်ပြီးမှမိတို့မြန်မာနိုင်ငံမှာမိမခွဲစိတ်ဆရာဝန်အတော်ရှားတယ်ပြီးတော့မိမဆိုတာခွဲစိတ်ဆရာဝန်လုပ်လို့မရဘူးလားမလုပ်နိုင်ဘူးလားမိကတော့စိတ်ကူးနဲ့လွင်မျောနေရတဲ့ဘဝကိုမကြိုက်ဘူးဒုအော်တိုင်းပဲခွဲစရာရှိရင်ခွဲမယ်လှီးစရာရှိရင်လှီးမယ်စိတ်ကူးရင်မဆန်ကျင်ဘူး မိစကားကြောင့်ကျွန်တော်ကိုလုံးလေးဆက်ခနဲဖြစ်သွားရသည်မိကကျွန်တော်စာရေးတာကို လုံးဝမကြိုက်ပါ စိတ်ကူးရင်ဆန်လွန်းနဲ့လက်တွေမကြဘူးဟု အမြဲပြောလေရှိသည်ဟိုးကဟာလင်းလင်းကန်လာမသိဘူးနော်ဟုမိစီကနောက်ထပ်ထွက်လာမိစကားတွေကိုမကြားဝန်းတော့သဖြင့်စကားလမ်းကြောင်း လွှဲလိုက်သည်မိကကျွန်တော်ညွန်ပြရာကိုလိုက်ကြည့်ရင် ဟာကိုကလည်းတောက်တိတောက်တဲ့ အဲ့ဒါအင်းလေးကံမဟုတ်ဘူးအင်းလေးကံကဟိုးမှာဟုတဟဟရရင် အင်းလေးကံရှိရာကိုညွန်ပြသည် အင်းလေးကံကတောင်ကုန်းတောင်ဆယ်များကြားမှာခက်ရီရီခက်မင်းမင်းအဖြစ်သာမြင်ရသည်မိခုလိုပြုံးရတာလေးကပါနီနီလေးနဲ့ချစ်စရာကောင်းလိုက်ပါပြီမိကအင်းသားနဲ့ရှန်တိုင်းရင်သားဆက်တယောက်ဖြစ်ပြီး အင်းလေးကံကြီးကိုအတော်လေးချစ်မှန်မိစကားများကို ရှားရပံများလာတော့တိလာရသည်မိကကျွန်တော်မျက်နှာကိုစူးစိုက်ကြည့်ပြီးခုနကစကားကိုဆက်ရရင်မိကတော့လေဘယ်အရာမဆို ပြတ်သားတာပဲကြိုက်တယ်ဆုံးဖြတ်ချက်တစ်ခုကိုချဖို့ဝေဝါးနေတဲ့လူဆိုမိအထင်မကြီးဘူးအထူးသဖြင့်လိန်ညာဖုံးကွယ်တဲ့သူဆိုတိတ်မုန်းတာပဲမိစကားကြတော့ကျွန်တော်မျက်လုံးပြူပါဇက်အဟောင်းသားဖြစ်သွားရသည် ကျွန်တော်လိညာဖုံးကွယ်ထားတဲ့အဖြစ်ဆိုးကြီးကို မေးသီးသွားပြီလားမေးကျွန်တော်ကများရင်ညွန်ပြောနေသလားဟု အထင်ဖြင့်မေးကိုအကဲခတ်ကြည့်မိသည်မေးကဘာမှမဖြစ်ဟန်နဲ့လက်ကလေးကိုပိုက်ပြီးမကြမီတွန်းဝင်တော့မယ့်နေလုံးကြီးကိုသာငေးမောကြည့်နေသည်ကျွန်တော်မှသာစိုးရိမ်စိတ်နဲ့တက်ပြင်းကိုသာအခါခါချနိုင်မိလေသည်ပြန်ပြင်းလို့မရတော့သည့်ကံကြမ္မာဆိုးကြီးက ကျွန်တော်ကိုအခုချိန်ထိခြောက်လန့်နေတော့မယ်မဟုတ်လားလူတွေရဲ့အသက်ကိုကယ်တဲ့ဆရာဝန်လုပ်နေပြီးဒီလောက်ရောက်မာတဲ့အပြုအမူမျိုးလုပ်လိမ့်မယ်လို့ငါမထင်တာဘူးမင်းဟာဆရာဝန်မဟုတ်ဘူးတကယ်တော့မင်းဟာလူရောက်မှာလူရောက်မှာလူရောက်မှာ ကျွန်တော်မျက်နှာကိုလက်ညှိုးငေါငေါထိုးပြီးပြောနေသည့် NDG စကားတန်ကကျွန်တော်နားထဲမှာ ပဲ့တင်ထန်နေသည်မဟုတ်ဘူးကျွန်တော်လူရောက်မှာမဟုတ်ဘူးကျွန်တော်လူရောက်မှာမဟုတ်ဘူးနားနှစ်ဖက်ကိုလက်နဲ့အုပ်ထားပြီးအယူတယောက်လိုအာကောင်ချက်အော်ဟဲ့ညင်းဆန်ပါတော့လေအတန်တို့ကလေလိုင်းထဲမှာပျောက်ရှာသွားသည်ထပ်မံညင်းဆန်ဖို့အာတင်းလိုက်တော့လေမရတော့ မော့ဟိုက်ပြီးချွေးစေးတွေတစ်ကိုယ်လုံးထွက်လာသည်ညင်းဆန်မှုကို ဖော်ပြဖို့ခေါင်းကိုယ်သာဘယ်ညာခါရမ်းမိသည်ဟောကိုယ်တရီရလာပြီမိတန်ကိုကြားတော့မျက်လုံးနှစ်ဖက်ကိုဖွင့်ကြည့်လိုက်သည် စူရှာသည်အလင်းရောင်ကမျက်လုံးအိမ်ကိုကျင်းဆက်သွားစေသည်ထို့ကြောင့်မျက်လုံးကို ပြန်မိတ်ထားလိုက်ရသည် ကျွန်တော်လက်တွေကို လာဆုပ်ကင်သည်မိလက်တွေက နှွေးထွေးနေစေစိုးရင်စိမ့်နဲ့မိမျက်နာကိုအကဲခတ်ကြည့်မိတော့မိကကျွန်တော်ကိုပြုံးပြီးစိုက်ကြည့်နေတာတွေ့ရသဖြင့်စိတ်ရဲသွားရကတက်ပြင်းရှည်ကြီးချမိသည်မင်းကိုဘာဖြစ်တာလဲယဘာဖြစ်ရမှာလဲကိုမင်းညကအဖျားတွေကြီးပြီးတတိလက်သွားတာမိကအတန်ခတ်အုပ်လေးရရင်ကျွန်တော်ကိုစူးစိုက်ကြည့်နေသည် မနေ့ညကအဖြစ်ကို ပြန်စင်စားမိသည်ကောင်းထဲမှာတုံအောင် ချမ်းအေးလာသည်ကောင်းထဲမှာခက်ရီးရီးပေါ်လာသည်ဒီဇင်ဘာဆောင်းညနင်းတွေတပွဲပွဲကြပြီးခက်ခိုက်တုံအောင်ချမ်းအေးလာသည်မင်းနဲ့ကျွန်တော်မိဖို့ပြီမှာကျွန်တော်ကကတာတီးရင်တချင်းဆိုလို့မိကကျွန်တော်ပခုံးလေးကိုမိပြီးတချင်းလေးညီလို့မင်း မောင်နေကငွေချဲလေးများထဲမြေမြောလင်မာလာပြောမေပြုံများပြန်ရောက်စမ်းကြောင်းလေးထွင်အေးချမ်းမာလာတိတ်ဆိတ်နေသည့်ညချမ်းချိန်ကမှကျွန်တော်အတန်းကဆဲဆွဲငင်လေးထွက်ပေါ်လာသည်မင်းနဲ့အခုလို ပူပူကက်ကက်နေရသည့်ဘဝကို ตายาไล่ตาตะชิ้นပြီးတော့တော့မိကိုလုံးလေးကိုကျွန်တော်ရင်ပတ်တဲ့ဆွဲသွင်းထွေးပိုင်လိုက်သည်မိကအလိုက်တင်ပါလာရင်ကျွန်တော်ရင်ပတ်လေးကိုပတ်သက်ပေးနေသည်မိမိခွင့်မလွတ်နိုင်တဲ့အမားမျိုးကဘလို့ဟာမျိုးဖြစ်မလဲကျွန်တော်အမေကြောင့်မိကကျွန်တော်ရင်ခွင်တဲကဖဲခွာသွားသည်ပြီးနောက်မိစေကိုလက်ညှိုးလေးနဲ့ထိုးတာရင် ဘယ်လိုအမှားမျိုးလဲဆိုတော့လူမှုရေးဖောက်ပြန်မှုဟုတလုံးချင်းဖြည်းဖြည်းချင်းဆိုသည်မိစကားအဆုံးမှာကျွန်တော်ယင်တွေဒိတ်ခနဲခုံသွားသည်လူမှုရေးဖောက်ပြန်မှုဘယ်လိုလဲကိုမရှင်ဘူးအင်းမိတို့ပတ်ဝန်းကျင်မှာလူမှုရေးဖောက်ပြန်မှုတွေမင်းငငယ်လေးကလေးကတွေ့ဖူးတယ်ကိုကြုံတိုင်းလဲဒေါသထွက်နာကြီးမိတယ်မင်းအထင်ကြီးလေးစားတဲ့လူတယောက်ကြောင့် အဲ့ဒီစိတ်ကပို့ခိုင်းမှသွားခဲ့တယ်။မိဘကအလင်းကြောင့်မိမျက်ဝန်းမှာနာကြီးမှုအရေးအယံတွေကိုလက်ခနဲတွေးလိုက်ရသည်။မိရဲ့မဟုတ်မကန်စိတ်ကကိုထင်ထားတာထက်ကို ပိုနေပါလားမိရဲ့။ဘာဖြစ်လို့လဲ။ကျွန်တော်အမေကြောင့်မိကဟက်ခနဲတစ်ချက်ရသည်။ပြီးတော့နှကန်းတစ်ဖက်ကို ကွေးညွတ်သွားအောင် မဲလိုက်ပြီးဘာဖြစ်ရမှာလဲ။အဲ့ဒီလူက မိမငုတ်တုတ်ကြီးကိုထားပြီးနောက်အိမ်တောင်ပြေးသွားတယ်ကို ကိုပဲစဉ်းစားကြည့်အဲ့ဒီတခုကိုတာဝန်မယူနိုင်ပဲကိုလွတ်ယုံပြည့်တဲ့ယောက်ျားမျိုးဟာဘလောက်အောက်တန်းကျလိုက်တယ်လဲအဲ့ဒီလိုမျိုးတစ္ဆာမဲတဲ့ရောက်မာတဲ့သူမျိုးဆိုမေးတိတ်မုန်းတာပဲမိစကားကြောင့်ကျွန်တော်မှာမျက်လုံးပြူပါဇက်ဟောင်းသာဖြစ်သွားရသည် ကဘာကြီးတစ်ခုလုံးခြားခြားလဲသွားသလိုခေါင်းထဲမှာမူးဝေသွားရသည်ထိုညက မင်းနဲ့နှုတ်ဆက်လန်းခွဲပြီးကျွန်တော်စိတ်တွေရောက်ရက်ခံနေခဲ့သည် လူမှုရေးဖောက်ပြန်မှု လူမှုရေးဖောက်ပြန်မှုအဲ့ဒီစကလုံးတွေသာနားထဲမှာထက်ခါတလဲလဲကြားရောက်နေပြီးအဆောင်ဝင်ရန်တာမှာတညာလုံးထွက်ထိုင်နေခဲ့သည်ဆောင်းလေအေဂျင်မှုကိုလည်းဂယုမပြုနိုင်ကြောက်ရွံ့တစ်ခုလိုငြိမ်သက်နေတာတော့တေချာသည်မေကသစ္စာမဲတဲ့ ရောက်မာတဲ့လူမျိုးစုတိတ်မုံတဲ့လားကျွန်တော်အလုတ်တင်ဆရာဝန်ပြည်စာတွင် အောက်ခြေလူနန်းစာများသာနေထိုင်သောမြို့စင်ခြေပုံရက်ွက်လေးတစ်ခုမှဆေးကန်းလေးတစ်ခု ဖွင့်ခဲ့သည်လူနာများကလည်းအားကိုချစ်ခင်ကြသဖြင့်ပျော်ရွှင်ပီတိဖြစ်ခဲ့ရပါသည်ဒီနေ့ ကျွန်တော်အစည်းအဝေးကိုဗိုက်နာသည်ဟုဆိုကလူနာကောင်းမလေးတယောက်ရောက်လာခဲ့ပါသည်အစည်းအဝေးကူကောင်းလေးကလည်းအဲ့ဒီနေ့မှ အလောက်ကိစ္စရှိသည်ဟုဆိုကမလာနိုင်အဲ့ဒီတော့လူနာကောင်းမလေးနဲ့ကျွန်တော်နှစ်ယောက်တည်းစမ်းသက်ခံတဲ့မှာမသင့်တော်မှန်သည်သည်သို့သောလူနာမလေးရောဂါဝေဒနာကပို့အရေးကြီးသည်မဟုတ်လားထို့ကြောင့်စမ်းသက်ခံတဲ့မှာလူနာမလေးနဲ့ကျွန်တော်နှစ်ယောက်တည်း ဟိုနာကနာသည်ဒီနာကနာသည်နင်အမျိုးမျိုးကြီးဆိုနေသောလူနာမလေးကြောင့်ကျွန်တော်စိတ်ရှုပ်သွားရသည်ပိုပြီးစိတ်ရှုပ်သွားစေတာကရာကြပါအောင်ရှင်ဒီမှာကျမကို မတရားကြံစီနေပါတယ်ဟုအော်ဟဲလိုက်ရာကျွန်တော်မှာနှစ်ချက်ကိုပြစ်ချပြီးဘာလုံးလို့ဘာကံရမှန်းမသိဖြစ်သွားရသည် လုံးဝထင်မှတ်မထားသည့်အဖြစ်အပျက်ကြောင့်လူတစ်ကိုယ်လုံးပူရှိန်သွားရသည်တတိလလော့ တတိလက်သွားသလိုမျက်လုံးပြူမျက်စံပြူနဲ့ကြောင်ရက်နေမိသည်ပြီးမှအတိဝင်လာကဒူနာမာလေးပါဇက်ကိုမြန်မြန်အုပ်ထားလိုက်ရသည် နောက်ကျသွားပါပြီတကယ်ကို နောက်ကျသွားခဲ့ပါပြီလူနာမာလေးအမေနဲ့ဆွေမျိုးတွေပါလိုက်လာပြီးကျွန်တော်ဘာမှမကျူးလွန်လိုက်ရပါပဲလူယုံမဟုခေါင်းစဉ်အတက်ခံလိုက်ရသည်လက်ညှိုးငေါငေါအောက်မှာ ခေါင်းငုတ်ခံနေရုံမှလွဲ၍ဘာမှမတတ်နိုင်တော့နောက်ဆုံးခေါင်းမလေးဘက်က စိတ်ကျဉ်နှံအောင်တရားရုံမှလက်မှတ်ထိုးပေးလိုက်ရသည်ကျွန်တော်တိတ်ကခေါင်းမလေးအရှိကိုငဲကွက်ပြီးအဲ့ဒီနေ့မှပဲရောကြီးပြီးကြွာရှင်ပေးလိုက်ရသည်လူအများအမြင်မှာတော့ကျွန်တော်ဟာအိမ်အောင်ကြဘူးသူ ကိုစေကန်းကိုလာပြသည့်လူနာမလေးနဲ့ချစ်ချက်ရည်ငံသူဇာဝန်ကျင့်ဝတ်ကိုချိုးဖောက်သူ လူမှုရေးဖောက်ပြန်သူစွဲချက်အမျိုးမျိုးဖြင့်အိမ်တွင်းမှအိမ်ပြင်မထွက်ရဲလာအောင်စိတ်ထိခိုက်သွားရသည်ကိုဘာတွေစဉ်းစားနေတာလဲမိရောက်နေတာကြားလာပြီမိစကားကြောင့်ကျွန်တော်အတွင်းများလွင့်စင်သွားသလိုထိတ်လန့်တုန်လှုပ်သွားရပါသည်မိကလက်ဆွဲကိုစပွဲပေါ်သို့တင်လိုက်ပြီးကိုကတော့လေကလေးလေးကြာနေတာပဲဆံပြုတ်တွေလည်းမတောက်ဘူးကျွန်တော်မိမျက်နာကိုစောင်းငယ်ကြည့်လိုက်တော့ မေနှင့်အကြည့်ချင်းဆုံမိသည်မေပြောလေကိုကျွန်တော်အမားကြီးကို ဖွင့်ပြောလိုက်ရင်မေစိတ်ဆိုးသွားလိမ့်မလားနာကြီးသွားလိမ့်မလားကျွန်တော်စိတ်ရှုပ်စွာနဲ့တက်ပြင်းရှည်ကြီးခြာမိသည်ကိုဘာပြောမလို့လဲပြောလေမေကကျွန်တော်မျက်နာကိုစိုက်ကြည့်နေတော့ကျွန်တော်ရင်တွေပိုခုံလာသည်ဟိုလေတကယ်လို့ကို့မှာ ပြန်ပြင်လို့မရတဲ့အမှားကြီးရှိနေတယ်ဆိုရင်မေကိုခွင့်လွန်မှလာရင်ကျွန်တော်စကားဆုံးတော့မေကဘာမှမပြောဘဲတိတ်ဆိတ်နေသည်ပြီးနောက်မေကပြတင်းပေါက်စီကိုရှောက်သွားရင်လူတိုင်းမှားနဲ့မကင်းကြပါဘူးကိုဒါပေမဲ့ခွင့်လွန်လို့ရတဲ့အမှားနဲ့ခွင့်လွန်လို့မရတဲ့အမှားဆိုပြီးရှိတယ်အဲ့ဒီတည်းကခွင့်လွန်လို့မရတဲ့အမှားမျိုးဆိုရင်မေကတော့ဘယ်တော့မှနောက်ပြန်လှည့်ကြည့်မှာမဟုတ်ဘူး ဟုအေးစေးတည်ငြိမ်စွာ ဆိုလေသည်ကျွန်တော်မှဘာမှမပြောနိုင်ပဲနှုတ်ဆက်ငြိမ်သက်နေမိသည် နောက်မှသိရထက်စားရင် အခုကလေးကဖွင့်ပြောလိုက်တာကောင်းပါတယ်လေဟုဆုံးဖြတ်ကမင်းမင်းနဲ့ချစ်သူရေးစားမဖြစ်ခင်ကိုအိမ်ဆောင်ကြဘူးတယ်ကျွန်တော်စကားဆုံးမှာမိကကျွန်တော်ဘက်ကိုခြာကနေလှဲ့လာသဖြင့်ကျွန်တော်ခေါင်းငုံထားလိုက်ရသည်ပြီးတော့တရွေးကို ဂလူကနေမျိုးချလိုက်ပြီမေကိုကိုလုံးဝခွင့်မလွတ်ပါနဲ့ကိုဟာကိုရဲ့အမားကြီးကိုလင်ညာဖုံးခဲ့ပြီးမိအချက်ကိုရယူခဲ့တဲ့လူယုံမှာမေကိုကိုနာကြီးမုန်းတိလိုက်ပါ မေကိုကိုတသက်လုံးနောင်တရအောင် ပြစ်ဒဏ်ခတ်လိုက်ပါကျွန်တော်မြင့်ဝန်းမှမျက်ရည်စားများစိုးတက်လာသည်ဘယ်မင်္ဂလေးရှိမှမျက်ရည်မကြဘူးပဲမေမုန်းသွားမှသိနေသည်ဖြင့်ဟန်မဆောင်နိုင်အောင် ဝမ်းနေမိလေသည်အဲ့ဒီမကကိုကျူးလွန်ခဲ့တဲ့အမားမမဟုတ်တာ အတသမားတချို့ရဲ့အကွက်ချကြကြံစီမှုပဲမိစကားကြတော့ကျွန်တော်မိမျက်နာကို ဖြတ်ခနဲမော်ကြည့်လိုက်သည်မိကပြုံးပြုံးလေးနဲ့ကျွန်တော်ကိုစိုက်ကြည့်နေတာတွေ့ရသဖြင့်မျက်ကုံးနှစ်ဖက်မြင့်တက်သွားရသည်ဒါဆိုရင်မိကကိုယ့်အကြောင်းတွေတီထားပြီးသားပေါ့မိကဖြည်းဖြည်းချင်း ကောင်းညိတ်ပြသည်ကျွန်တော်ဝမ်းတာသွားရကညည်ကြီးများကို လက်ခုံနှင့်ကြပြကြရာတုပ်လိုက်သည်ဒါဒါဆိုမင်းကို့ခွန့်လွတ်တယ်ပေါမမုံဘူးပေါမင်းရပါစကားမှမဆိုပဲ မျက်စိမိတ်ကကောင်းညိတ်ပြသည်ဖြင့်ကျွန်တော်ဟက်ခနဲ့တစ်ချက်ရဲကမိကိုလုံးလေးကိုဆွဲပွေထားလိုက်သည်မိကိုလုံးလေးကကျွန်တော်ရင်ခွင်ထဲကို အလိုက်တင်ပါလာသည် ်မိပါလေးကတဒိတ်ဒိတ်ခုံနေသည့်ကျွန်တော်နှလုံးသားနှင့်ထိကပ်လျက်မိရဲ့မိပြုံးကအပြာရောင်စမ်းချောင်းလေးထက်ပိုအေးချမ်းပါလာကိုယ်အာကာခပ်ပိုင်းချက်မဂဇင်းဇူလိုင်2014ဟုတ်ကဲ့ပါ ဒီဝတ္ထုတော်လေးကိုအဆုံးထိနားဆင်ပေးကြတဲ့အတွက်နားဆင်ပေးကြသူပေါင်းအားအထူးမင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်လာမယ့် audio ပုံတွေမှာထပ်မံပြီးဆုံတွေ့ကြပါမယ်ခင်ဗျာ။ကျွန်တော်ကတော့တင်ဆက်သူဂျင်မနိုင်ဖြစ်ပါတယ်။